အားလုံးပဲမင်္ဂလာပါရှင်။တမီယိုကတော့ To Shine for Future the Way စကူတွင် Grade 7မှာပညာသင်ယူနေတဲ့ကျောင်းသားကျောင်းသူလေးပဲဖြစ်ပါရရှင်။တမီယိုအဖွဲ့ရဲ့အဖွဲ့နာမည်လေးကတော့ Bright Blue Sky မင်းဖြစ်ပါရရှင်။တမီယိုအဖွဲ့မှာပါဝင်တဲ့အဖွဲ့ဝင်လေးတွေကတော့ TS3G7 002 005 0158038037042058809ညို04တို့ပဲဖြစ်ပါရဲ့ရှင်။အမီးတို့အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြန်မာဘာသာနှင့်ပါဏိဘာသာပညာရှင်စာရေးဆရာ တက္ကသိုလ်ပါမုခတအူဖြစ်တဲ့ ဥပ္ပတိမောင်ရဲ့အထုပ်ပတိအကြောင်းအရာလေးကိုတင်ဆက်ပြသပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။အဆုံးထိလိုက်ပါ ကြည့်ရှုနားဆင်ပေးကြပါဦးရှင်။ ဖိတ်သိမ်းမောင်းသည်မြန်မာနိုင်ငံသားမြန်မာဘာသာနှင့်ပါဏိပါဒပညာရှင်စာရေးဆိုင်ရာတက္ကသိုလ်ပမခတ်တဦးဖြစ်ပါတဲ့ Christian Anglican ဘာသာဝေဖြစ်ပေမဲ့လည်းအထာသရီနီ without dream မှာစာတဲ့ဘာသာကြားစာအချို့ကိုအင်္ဂလိပ်ဘာသာသို့ပြန်ဆိုခတ်တော်သူဖြစ်ပါတဲ့ မြန်မာတမန်ရဇဝဲမြောက်ကိုလည်းဘာသာပြဆိုခဲ့ပါတဲ့ကိုလိုနီခဲတွဲမြန်မာစာပေကိုအထက်မြေသိကြတော့တကက်တိုအာနာပိုက်တိုအားအတိုက်ခပြူ၍မြန်မာစာပေကိုတကက်တိုတွဲအစဲမိမိသိကြနိုင်တဲ့အခြေအနေတို့ ရောက်အောင်အထောက်ကျပါခဲ့တော့ ဆရာကြီးတဦးပဲဖြစ်ပါတဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးတက္ကသိုလ်ဖြစ်သောရာဂတက္ကသိုလ်တွင်မြန်မာမျိုးသားထက်မှပထမဆုံးခအားရသောပမခတ်တဦးလည်းဖြစ်ပါတဲ့ မြန်မာရင်ကျဲမှုနဲ့ဒလေထုံးစားကိုမြန်နုတဲ့အတွက်ကြောင့်နိုင်ငံခြားဝဆောက်ကိုဝဆင့်တော့နိုင်ငံခြားသားပမောက္ခအမြတ်ပြချတဲ့ပစိုးတောက်ရှိရဖောက် NG Gobos တို့ကိုဝဆင့်ပြီးစတဲ့လေရှိပါတဲ့ပညာဘက်အရာထူးချော့တီအပြင်စတဲ့ပြလက်ကောက်တဲ့အတွက်ကြောင့်ကောလိကျောက်သားများသမကနိုင်ငံခြားသားပမောက္ခမြတ်ရဲ့လေစာချင်းကိုပါခခဲ့ရပါတဲ့ငယ်ဘဝ ဥဖေတဲမောက်ကုံအင်းစိတ်မျိုးပေါ်တော့ရာဇာတိဖြေ၍2018ဧပြီ24ရက်တွင်ဥဖေနှင့်ဒုံမြိုက်တို့ကမွေးဖွားခဲ့ပြီးအင်္ဂလိကပါပါဒနာဝဲဖြစ်ပါတဲ့မွေးချင်း6ရောက်တွင် ပြစမိုင်းမြောက်သားဖြစ်ပြီးငန်နာမီမှာမောက်ပါတဲ့ဖြစ်ပါတဲ့အကိုဖြစ်သူမောက်ပါရင်ကွက်လော်သွားပြီးနောက်မောက်တဲ့ဟု အမည်ပြောခဲ့ပါတဲ့ 1963တွင်အင်းစိတ်မျိုးနဲ့ရှိ ကိုရင်ကြီး အလောက်ပညာသင်ကျောင်း၌ပညာစိတ်ပူး၍ထိုကျောင်း၌ Logonity Parade စာပေါမူလတအစက်ဗုဒ္ဓစာပေများကိုသင်ယူခဲ့သည်၂၀၆၆တွင်ရကွက်ထိုင်သားကျောက်သို့ပြောက်ရွှေ့ပညာသင်ကာပထမတမှစတက်သည်၂၀၉၂တွင်ပထမတအောက်ပြီးမြန်မာနိုင်မြန်မာတိုင်းကလောက်၌ပထမရွေ့စကောလာရှစ်ဆုရခဲ့သည် 1903ခုနှစ်တွင်အာထမတ၌ပညာသင်စဉ်ပြောင်းသားများလူမျိုးချားဆရာများကိုလက်အောက်ချီနှုတ်ဆက်တဲ့နှုတ်ဆက်ရမည်ဆိုသည့်ပညာမကြီးအမေကိုစာကျင့်ပြီးအခြားပြောင်းသားများနှင့်အတူစာတပြခဲ့သောကြောင့်ပညာမကြီးအမေပြက်ပြက်သွားသည် တထောက်ကိုရ၅ခုနဲ့နဝမတန်းတွဲပထမရရှိပြီးရနောက်ပင်းရခန့်ဤရနောက်ဆူရတဲ့ဖြစ်ဆူငွေလေးဆက်ယူပြီးနဲ့စအောင်များဆူချိမြခရပါတဲ့တထောက်ကိုရ၆ခုနဲ့တွင်ရန်ကုန်ကောလေတွင်ပညာသင်ကြားခဲ့ပါတဲ့ထို့သောပညာသင်ကြားစဉ်တရိစနှစ်ပါးမှုကောက်ွယ်ရဲတစီရဲ့အဖွဲ့ SPCA အသက်ကကျပါတဲ့အင်္ဂလိပ်စာစီစောက်ကောင်းပြိုင်ပွဲတွင် တကတောအစမပထမယပထမယဆုံွယ်ခொနေဆန်ငါယူပင်းရရှိချင်းဖြင့်တထောက်ကိုရခော့ခုနေအတွင်းဥပဥပစာဒုတိယနှင့်သမွေပွဲတဲ့ပထမယပင်းဂျာတဲ့စုချိမြေခါရချင်းခရရှာကြောင့်သားများအားချိမြေတော့ကာလကတာတကတောရဲ့ဒရစကောလာဒရစကောလာရှေဆူရရှိချင်းစာတီအောင်မြင်မှုများရယူနိုက်ခဲ့ပါတဲ့ တကတော့ပညာရဲ့1980ခုနှစ်တွင်ပဏိပမုခခြားတူရိုက်ဆက်ဤတိတ်တော်မှုဖြင့်ပဏိကောက်ထူတန်းကိုတယောက်ခက်က1906ခုနှစ်တွင်ဝီဇဘွဲကိုရရှိခဲ့ပါတဲ့1930ခုနှစ်တွင်ကာလကတတကတော့သမွေဘွဲဝင်းရာစာကျန်နေစဉ်စေပေါ်အထက်တကြောဤအမြတရာခချက်အရာရှေတာကိုတာကျောက်သားများအားပါဏိပါဒတင်ချပေးသောကြောင့် လာဇာရှေဆက်ကြရရှိခဲ့ပါတဲ့1937တမလာတွင် ကာလာကတတကတုနဲ့မဟာဝိဇာဆမွေပွဲကိုပါဏိပါသဖြင့်အောင်မြင်ခဲ့ပါတဲ့ဇွန်လထောင်းမြန်မာနိုင်ငံဒုတိယနာအသိဂျာနယ်အတွက်တဲ့အမှတ်တဲတွင်ခရစ်ယာန်ဘာသာတတနာပြုမြန်မာစာဆောက်ပါကိုမောက်တဲ BA ကလောက်အမီဖြင့်စတဲ့ရေးသားခဲ့ပါတဲ့ တကယ်တော့ဆရာ1933ခုနှစ်အောက်တိုဘာလ10ရက်နေ့မှ1932ခုနှစ်ဇူလိုင်လ23ရက်နေ့အထိရန်ကုန်ဟက်စကူးကျောင်းတွင် လာစာ150ကျားဖြင့်အထက်တပြဆရာဖြစ်ခလာပြီးဇူလိုင်လ24ရက်နေ့တွင်ရန်ကုန်ကောလင်မှပဏိပတ်မောက္ခရာထုခအာရပါတဲ့မြန်မာမျိုးသားထက်မှပမောက္ခရာထု ပထမဆုံးရရှိခြင်းဖြစ်ပြီးထိုအချက်ကအသက်24နှစ်သရှိပါသေးတယ်1920ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်အဖြစ်ပြောင်းလဲဖွဲ့လဲသောအခါမှလည်းတဦးတက်သောမြန်မာနိုင်ငံသားပမခတဦးဖြစ်ပါတယ်ဆရာဘဝလောက်ဆောင်မှုများ ရထွေရဘောနပ်အခမဲ့စာကြည့်တိုင်မှုအတော်ဝနဲ့မြန်မာနိုင်ငံသူတိတ်တနာအသင်းဂျာနန်အတိတာတော်ဝများကိုယူရပါတဲ့ထွေချိန်မှာစာပြီးလန်တာပန်ဒီစပယ်တဲ့အတွက်စာမှုရှောက်ဖွေရေးတော်ဝကိုပါဝယ်လွှဲချေတီထားဆောက်ခဲ့ပါတဲ့ဘီအတာအတွက်ပြထားသောဒီပဝသမဆုကိုရေးသူဖြစ်ပါတဲ့1960ခုနှစ်မှာမြန်မာနိုင်ငံသူတိတ်တနာအသင်း တွင်ရသက်ပအသက်ပဖြင့်ဝဲရောက်ပြီးနောက်ငွေထည့်ဖြင့်လက်တော်ယူခဲ့ပါတဲ့တထောက်ကိုရဆလက်ခုနဲ့တွင် အခြေခပြုပဏိတတောက်ကိုအင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့ပြီး BA အတတ်အတွက်ပြဌာတော့သမပရာကိုယောမအခရာဖက်လက်ပြီးတိဖြာထုတ်ဝေခဲ့ပါတဲ့ တထောက်965ခုနဲ့တွင်ကာလာကတတကတို့ဤ VA အတအတွက်မလပထောက်ကိုပြုစုထဝဲပြီးနောက် VA အတအတွက်ပြထသောခေါကပါထိုင်ကိုလည်းအင်္ဂလိပ်ဘာသာဖြင့်ထောက်သည်မြန်မာနိုင်ငံသူသေတနာအသင်း၏အကျိုးစားအတွေ့ရမှုအဖြစ်တော်ဝယူခံကတထောက်936ခုနဲ့ဇူလိုင်လ9ရက်တွင်ဖွဲ့စည်းသောမြန်မာညော့မြန်မာစာညော့ပေါ့ကြပြုစုရေးအကြပေးဖို့ဖွဲ့အဖွဲ့ဤအဖွဲ့ဝဲဖြစ်လာခဲ့သည် 1938ခုနှစ်တွင်ပန်နီဖက်ဆာအဖရီတာ1920တွင် The Student Parade Agre de Cranry ကျောင်းပန်းကန်ပန်နီအင်္ဂလပီထာစာတီတိုကို အင်္ဂလပါပါဖြင့်ပြုစုထောက်ဝဲသည်အဒလာ၌ပညာပန်ကျင်စတေဘလာ၄ရက်နေတွင်အင်္ဂလသို့ပညာထက်ခွာ၍ Asphalt တက္ကသိုလ် Asitocolle နဲ့ပညာသင်ကြားရာ MD ရှိနေတဲ့အတွက် MD ရှိတဲ့ Pocket MD မှာဖေကိုယူရဲဖေမောက်တဲ့ဟုပြောလက်ခဲ့ပါတယ်1922ခုနှစ်တွင် Asphalt တက္ကသိုလ်မှာစာပေဝီဇာဝီလက်ဝဲရပြီ1923ခုနှစ်တွင် Asphalt တွင်အင်္ဂလိပ်စာပေပေးတမိုင်းကိုလေ့လာခဲ့ပါတယ် ဒေါက်တာဘယ်ရက်တွေဤရှေဟောင်းမွန်ကျောက်စာတင်တာတရုတ်ခိုင်ပြီးနောက်အနာတင်ပန်ဥပဒေကြောင့်တွေဆက်လက်ပညာစီဘူးခဲ့ပါတယ်တထောက်924ခုနှစ်တွင်လာတာရှိမြန်မာအသင်းဩဂတ်ထရသူကိုမြန်မာပြည်ဘယက်ခဟောင်းဆာဟာဗီအဒရာဆန်နဲ့ရှင်ပြိုင်အရွေးခရအနံ့ရရှိခဲ့ပါတဲ့ မြန်မာပြည်သို့ပြကျင်းမြန်မာအသံဥက္ကဋ္ဌဖြစ်ပြီးနောက်ဇူလိုင်လတွင်မြန်မာပြည်သို့ပြရန်မြန်မာပြည်အစိုးရကအမြစ်ပိတ်ခတ်သောကြောင့်အော်ဂိုလာ၁၆ရက်နေ့တွင်ရာဂိုတက္ကတုတို့ပြရောက်ခဲ့ပါတဲ့စတေဘတရနေတွင်ရာဂိုတက္ကတုအရှိတိုင်ပတ်သားရာဌာနမှုအဖြစ်စတေ၆ရက်ပါတဲ့ဌာနမှုအဖြစ်တော်ဝယူစေမြန်မာနိုင်ငံကသူတေသနာအသိရဲ့စာအုပ်ထုတ်ဝေရဲ့စာကော်မတီတွင် စာတမ်းမှုစာတမ်းချော်အဖြစ်လောက်ဆောက်ပါတဲ့ရကတကတော့တွင်မြန်မာစာတင်ကြမှုစနစ်ချက်ထွေးရာစိနေဖွဲ့တော့အရေးစုခတ်တဲ့ဖြစ်စိနေမှာကျောက်သားတိုင်းမြန်မာစာတမ်းနဲ့ကိုမသိမနေရပါတာဖြစ်ဥပဒေပြဋ္ဌာန်းစေခေရပါတဲ့လောက်ဆောက်ချင်များ ရကတကတော့မြန်မာဝေစာခုတ်ထွက်တန်းကိုဥဆောက်ဖွဲ့လက်ခက်က1920ခုမြင်းစွန်20ရက်အတွင်းမြန်မာစာမဟာဝေစာခုတ်ထွက်တန်းကိုလက်ဖွဲ့လက်ခက်ပါတဲ့သူတဲ့တန်တဲ့တဲ့စာတန်းနဲ့စာကြည့်တိုင်းမှုတဝကိုစာကြပမခရူနဲ့အတူတွက်ဖက်တော်ယူခက်ပါတဲ့1920ရက်အတွင်း JF ဖန်နံပါတ်ဦးဆောက်တဲ့မြန်မာနိုင်ငံပညာပြပွားရေးအသင်းကိုတီထောက်ရတွင်ပါဝင်ခဲ့ပါတဲ့။ဖန်နီဘဲအင်္ဂလတ်တို့ ပြသွားစဉ်ဂါဒလော့ကမဂဇင်းကိုတကြီးကိစ္စဥက္ကမနဲ့အတူကြည်ကြတိဖြာခဲ့ပါတဲ့။မြန်မာနိုင်ငံအောက်ချော်ရေးအသင်းအတွက်ရောက်ရှိလာတော့ဆိုင်မကော်မရှင်တို့တဲ့တက္ကသိုလ်ကောလိပ်များတွင်ဘာသာရမြောက်ကိုမြန်မာဘာသာဖြင့်သင်ကြားတဲ့ကြောင့်အကြပေးစာသာတွဲခဲ့ပါတဲ့ တထောင်၉၃၆ခုနှစ်မှတထောင်၉၃၆ခုနှစ်အထိမြန်မာနိုင်ငံသူသေးသနာအသင်းဂျာနယ်၏စာတမ်းတော်ဝန်ကိုထောက်ဆောက်ခဲ့ပါတယ် 1935ခုနှစ်တွင်ပထဝီဝါရမြောက်ကိုဥပါရံပမခပိစကလေတိုနဲ့အတူပြုစုရေးသားခဲ့ပါတယ်။1936ခုနှစ်ဇော်လ19ရက်တွင်ရကတကတ်တို့ကြောက်ကြည့်ဖြစ်ခအာရပြီးထို့နယ်မှာစပြီး1940ခုနှစ်အထိယွန်နကပြပွားပညာပွဲပွားရဲ့အသည့်ဤအထွေထွေစတိမှုအဖြစ်ပါဝယူခဲ့ပါတယ်။မြန်မာနိုင်ငံတူတေတနအသည့်အကထသောကိုလည်းနဲ့နဲ့ငတ်ကြကြအမှုထခဲ့ပါတယ်။ တရောက်943ခုနဲ့မှတရောက်945ခုနဲ့ကလာအတွင်းကြပါခဲ့ရာကုတ်တက္ကတောအောက်ချရဲ့အဖွဲအကထအဖြစ်တော်ဝပိအပိချင်းခခဲ့ရပြီး945ခုနဲ့တွင်မြန်မာနိုင်ငံခရရှာစပိအတင်းညော့ကြရေးမှုအဖြစ်ဆောက်ရွက်ခဲ့ပါတဲ့ 1948ခုနှစ်တွင်တကြီးရကတက္ကသိုလ်နှင့်ပထမဦးဆုံးကျောက်အောင်ကြီးအဖြစ်လာခဲ့က1948ခုနှစ်အောက်ကိုလာတည့်ရနေမှာ1950မေ20ရက်နေ့အထိတက္ကသိုလ်တွင်ကောက်ထူးဆောင်ပမောက္ခပပန်နီပမောက္ခအဖြစ်ခအားချင်းခံရပါတဲ့1949ခုနှစ် နဲ့အောက်ကိုလာ30ရည်နှစ်တွင်ပညာရှင်192ဦးပါဝင်သောမြန်မာနိုင်ငံဘာသာပြဒုက္ခမေအဖွဲ့ရဲ့ဩက္ကဋ္ဌအဖြစ်လက်ကမြန်မာစွဲစောက်ကျန်းစီစဉ်ရေးအဖွဲ့ဩက္ကဋ္ဌအဖြစ်လက်ကဆောက်ရွက်ခဲ့ပါတယ်။တော်961ခုနဲ့မေလာတွင်ရကတက္ကသိုလ်မြန်မာစာဌာနတွင်ကုတ်ထူးဆောင်မြန်မာစာ မြန်မာစာပတ်မောက်ခအဖြစ်တော်ဝပိအခါရတော့တော963ခုနဲ့ဒီဇင်ဘာလတွင်ပညာရေးဝတ်ကြီးဌာနမြန်မာစာပေပြုစုရေးနှင့်ဘာသာပြန်ကော်မရှင်အဖွဲ့ဩက္ကဋ္ဌ964ခုနဲ့တွင်တမိုက်ကော်မရှင်ဩက္ကဋ္ဌစာတီတော်ဝများယူခဲ့ပါတဲ့မေလာတွင်မလေးရှားနိုင်ငံကွာလာပူမြို့တွင်ကျင်းပသောအာရှခရရှာကောင်စီကွန်ဖရင့်သို့တက်ရောက်ခြင်း အာယင်ကျဲမူဝော့ကြီးဥချေပေါဥဆောက်တော့ယင်ကျဲမူအဖွဲတွင်အဖွဲဝဲအဖြစ်တယောက်ပြီးတော့တွားရောက်ခဲ့ခြင်းများလည်းရှိခဲ့ပါတဲ့တရာကိုရခေါ်ဆောက်တော့ခုနဲ့မလာ22ရက်ကြတာပတိနေနန်းနဲ့အသက်65နဲ့အရွယ်တွင် ကွက်လောက်ခဲ့ပါတဲ့ဘာသာပြန်ဆိုမှုများဦးဖေတေမောက်တီသူဤသက်တတလျှောက် ပါဠိ မြန်မာအင်္ဂလိပ်ဘာသာစကားများကိုကျွမ်းကျင်တဲ့အတွက် ထိုဘာသာစကားများသို့ပြန်ဆိုခြင်းများစွာ ဆောင်ရွက်ခဲ့ပါတယ်။အတ္တတာလီနီပထမတွဲနဲ့ဒုတိယတွဲကိုလာတာပါဠိစာပေအသင်းမှထိုးဝေခက်ကမာနာရဇဝေတော်ကြီးအတွက်တိုးလေးငါပကခဲ့ပိုက်ကို glass palace charonisal အမည်ဖြင့်ပါမောကလူးစ်နဲ့တွဲ၍ အင်္ဂလိပ်ဘာသာပြခန့်ပြီးလာတာအော့စဘိုတက္ကသိုလ်ပိုနေတိုက်ကသိုးဝေခဲ့ပါတယ်1925ခုနှစ်မှ1937ခုနှစ်အတွင်းဝီတိုဒီမဘာဒူတာအပိုင် the part of purity part 1 2 3ကိုအင်္ဂလိပ်ဘာသာဖြင့်ဘဲလာတာပါဠိစာပေအသင်းမှထိုးဝေခဲ့ပါတယ်1925ခုနှစ်တွင် မြမတဒပိဒဖာစာစာအိုကိုတဒပိဒပါမောကမေဇီအန်ထရောနဲ့အတူ အင်္ဂလိပ်ဘာသာဖြင့်လွဲဖက်ပြီးပြူးစု၍လာတာတွေပုံနှိပ်ထိုးဝေခဲ့ပါတဲ့ထိုးနောက်ဗကာကျောက်စာညော့ပေါကိုပါမောကလုစ်နဲ့တွဲ၍1930ခုနှစ်တွင် ရာကိုတက္ကသိုလ်နှင့်ဇာလရင်သောအင်္ဂလိပ်ဘာသာစကားအခေါ်အဝေါ်များကိုမြန်မာပညာရှိများနှင့်ညှိနှိုင်း၍ဦးဆောင်မြန်မာပြခဲ့ပါတဲ့ ထိုးနောက်1931ခုနှစ်တွင် ပါဠိဖတ်စာကိုမြန်မာဘာသာဖြင့်ပြုစုထိုးဝေခဲ့ပါတယ်1955ခုနှစ်တွင်ကျောက်သုံးမြန်မာသတ္တာကို အထက်တန်းများအတွက်ရည်ရွယ်ရေးသားခြင်းများစေသည့်ကျောက်စာရွှေစည်းခုံမော်ကျောက်စာကျန်စစ်သမိုင်းတရားကြီး၏ခုံးတော်မော်ကျောက်စာတို့ကိုမြန်မာပြန်၍တက်ဖြတ်ထိုးဝေခြင်းများဆော်ရွက်ခဲ့ပါတယ် Paraya and Meditation ဆောက်အုပ်ကိုအင်္ဂလိပ်ဘာသာဖြင့်ပြုစုပြီးမြန်မာနိုင်ငံကရေယာကောက်စီက1960ခုနှစ်တွင်လကောက်1964ခုနှစ်တွင်ဗုဒ္ဓဘာသာစုတောက်ပုံနှင့်ဘဝနာပွားပုံကိုအင်္ဂလိပ်ဘာသာဖြင့်ဆောက်အုပ်ကိုလန်ဒန် SPCK ကလကောက်ပုံနှိပ်ထိုးဝေခဲ့ပါတယ်1990ခုနှစ်ဒီဇင်ဘာလတွင်လန်ဒန်ပါဠိအသင်ကြီး၏မြစ်တာရခံချက်အရမြန်မာနိုင်ငံမှာ ပါဠိအထက်ကထာဩရေ50ခုအင်္ဂလိပ်ဘာသာပြန်ဆိုရေးအပွဲတွင်အက်ဒီတာအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ကဗုဒ္ဓဝတ္တအထက်ကထာကိုကုသိုလ်ဖြင့်ဘာသာပြန်ဆိုရန်တာဝန်ယူခဲ့ပါတဲ့1989ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့တွင်လက်တီဆရာတော်ဤမြန်မာပြန်မှုဓမ္မစကပဝတ္တသုံးနှင့် အနာတလက္ခဏာသုံးကိုအင်္ဂလိပ်ဘာသာပြန်ဆိုခဲ့ပါတဲ့ကိုပြူးမှုများ ဝီသူဒီမကဂျာကိုအင်္ဂလိပ်ဘာသာပြဆိုသည့်အတွက်ထိုင်းဘရင်ကပေါတထောက်စုကြီးမြင့်ခဲ့ပါတယ်။စိုးငွေအလိုကိုလန်ဒါပါလီအသေးသို့လူဒါခဲ့ပါတယ်။1949ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်ကအငြိစားလဆောင်ငွေ900ကျပ်အပြင်မြန်မာစာပေနှင့်ပါဠိစာပေပါမောကတာဝါထားဆောင်စဉ်မြန်မာစာပေတုတ်တက်ရေးအစဒဇိုက်ဆော်ရွက်ခခြင်းကြောင့်ကိုပြုငွေ60 900ကျပ်ကိုကိုပြုကြီးမြင့်ခဲ့ပါတယ်။1952ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကကိုထူးဆောင် LLD ပါရဂူဘွက်ကိုချင်းမြင့်ပေးအပ်ခဲ့ပါတယ်1958ခုနှစ်တွင် American ပြည်ထောင်စုชิคาโกတက္ကသိုလ်က The University of Chicago ကကိုထူးဆောင်ပါရဂူဘွက်ပေးအပ်ခဲ့ပါတယ်ဆွေးနွေးပူချမှုများ1958ခုနှစ်အောက်တိုဘာလ9ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု ရှီကာဂိုတက္ကသိုလ်ခရီးရသမားကျစားဌာန၌ဗုဒ္ဓတရားသင်ကြားပူဇော်ရန်ရန်ကုန်မှထွက်ခွာခဲ့က1959ခုနှစ် ဇန်နဝါရီလ၂ရက်နေ့တွင်ကျောင်းအရေးအခြေအနေကြောင့်မြန်မာပြည်ကိုပြန်လာခဲ့ရပါတယ်။အတော်ကွက်66ခုနဲ့အေဗီလာတွင်အမရဘူရမြို့မဟာဂတ်တရုဆရာတော်အရှေဇာကာပီဝတာနဲ့အနာရတရားတော်ဆွေးနွေးခဲ့ပါတယ်။မန္တလေးမြို့ကယ်လီဖီးယားကျောင်းခရီးယားကွန်ဖရင့်တွင်ဗုဒ္ဓဘာသာဆရာမဂရှိဘောကျော်ဟောပြောခဲ့ပါတယ်။မီဒါစု1928ခုနှစ်ဇော်လ9ရက်နေ့တွင်တာယဝတီမြို့အေဂလီကန်ဖျားရှိကိုကျောင်း၌ဥဖိုးတဲ့ တော်များချီတို့၏တမီးကြီးကြီးနှင့်လက်ထက်ခဲ့ပါသည်လက်ထက်ချီတွင်အသက်40ရှိပြီဖြစ်ပါသည်အငယ်ဆိုးသမီးဖြစ်သူတေတင်မြန်ကပြည်သက်ပါသာစကားပြည်သက်စာပေပညာရှိတဦးဖြစ်ပြီးတော့စာကြည့်တိုက်မှုလည်းဖြစ်ပါသည်ဥဖေတင်မာသည်ပထမဦးဆုံးအင်္ဂလိပ်မြန်မာပြည်တံပြည်စုသူဦးထွန်ကြီးဤသူဖြစ်၍မိခင်ဖက်မှအဖိုးတော်ဆန်သူမှာတောင်ခွင်သန္တနာပိုင်ဦးဝီတုဒ္ဓလီလာစာရဖြစ်ပါသည်သူကြောင့်မူဥဖေမောင်တင်သည် မြန်မာနိုင်ငံပထမဆုံးတက္ကသိုလ်ပါမောက္ခဖြစ်ပါတယ်။ထို့ပြင်အသက်24နှစ်ရွယ်ကတည်းကပါမောက္ခဖြစ်ခဲ့သောဦးဖြစ်တင်မှပြီးငယ်ချိန်ကတည်းကမြန်မာတနိုင်ငံလို့တွေပထမဆုံးနှစ် scholarship များရရှိခဲ့ပြီးပညာထူးချော်ခဲ့ပါတယ်။ BA အောင်သောနှစ်ကစုစုပေါင်း BA အောင်သူ6ယောက်သာရှိခဲ့သောကြောင့်ပညာတတ်များလို့ရှိသောပြည်သူ့ရှာအဆိုးရကအေဒရာရောက်လိုက်ခေါ်ပြီးရထူးကြီးများပေးအပ်ခဲ့တော်လဲ။ ဥပေမော်တင်ကစိတ်ဝင်စားမှုမရှိခဲ့ပါအစိုးရအထက်တန်းကျောင်းတွင်တနစ်ခတ်ဆရာဝန်လို့ပြီးမှသာဝါမခအလို့ကိုလုခတ်ခြင်းဖြစ်ပါတယ်ဆောင်ရွက်ကြိုးပမ်းမှုများရန်ကုန်ကောလိပ်တွင်ပါမခလူနေစေတယ်လဲမြန်မာကျောင်းသားများဘက်မှအမြင့်ရက်တီကရန်ကုန်တက္ကသိုလ်တည်ထောင်ပေးရန်လဲအရှိတမ်းမှတောင်းဆိုခဲ့ပါတယ်တောင်းလာကောက်ဆောင်များကိုအရေးယူခိုင်းတော့အကသူတို့သည်အစိုးရကိုစူပူချင်းတာဖြစ်တယ် ကျောင်းနဲ့မဆိုင်ဟုဆိုပြီးအေးအေးယူဖို့ရေရေတိတိငင်းဆိုင်၍ကျောင်းသားများဘက်မှရည်တည်ပေးခဲ့ပါသည်။ထို့ပြင်တူပမာစီလိုရေးကိုလည်းတိတိစိအောင်ပေးခဲ့သည်ဟု ဆိုပါသည်။နိုင်ငံချစ်စိပြည့်ရှိသောဆရာကြီးသည် University ဟုသောအသုံးလုံးကိုတက္ကသိုလ်ဟု ပြောင်းလဲခေါ်ဝေါ်နိုင်ရန်လှုပ်ဆောင်ခဲ့ပါသည်။မြန်မာတိရိစ္ဆာန်ရုပ်ရှိတိရိစ္ဆာန်များအားမြန်မာအခေါ်အဝေါ်ဖြင့်ခေါ်ဆောင်နိုင်ခြင်းသည်လည်းဆရာကြီး၏ကြိုးပမ်းမှုကြောင့်ပင်ဖြစ်ပါသည်။ ာပေရင်ကျင်းမှုအင်္ဂလန်ပြင်သစ်ဆသောနိုင်ငံများသို့တွားရောက်ခဲ့စဉ်ဒုရပတာစကားဒလိထုံဆောင်ကိုဒလိတစာအလေးထားကြသည့်ကိုမြင်တွေ့ခဲ့ပြီးမြန်မာနိုင်ငံတွင်မြန်မာစာပေမြန်မာရင်ကျင်းမှုမျက်နှာငယ်ညှို့ရနေသည့်ကိုမကြည့်ရဲ့နိုင်ဖြစ်လာခဲ့သည်ထို့ကြောင့်တက္ကသိုလ်တွင်မြန်မာစာဌာနထားရှိရဲ့တက္ကသိုလ်ရှိဥပစာတန်း ဝိဇာရံဂုံတူတန်းမဟာဝိဇာရံတို့တွင်မြန်မာစာပေတင်ကြားရန်ဆောင်ရွက်ခဲ့သည် ထို့သောချိုပန်းရာတွင်မြန်မာစာဟောင်းစာပေများကို ကိုယ်တိုင်လေ့လာစေဖို့စုဆောင်၍မြန်မာစာပေလောကတွင်ထူးချွန်သောလူတော်များနှင့်ပူးပေါင်းခဲ့သည်မြန်မာစာလန်စာဥစာပေကျောင်းသုံးစာအုပ်များကိုလည်းကိုယ်တိုင်ရေးသားခဲ့သည်အစိုးရကျောင်းများတွင်လည်းမြန်မာစာပေကိုနော်လာနောက်သားများလေ့လာစေဖို့နိုင်ရန် ဦးဩဘာသာဤဝေတန္တရာဆက်တော်ဥပုကြဤမြမကုံဤဥခဤခြွေတာချင်းဆိုသည်ယောကိုရဝန်စွာပြဋ္ဌာန်းပြီးခဲ့သည်ခရိယန်သာသနာပြေကြောင်းများကထိုတင်ယိုညွန်တန်းများကိုအတိုက်ခံပြုသောအခါကိုရန်ခရိယန်ဘာသာဝင်ဖြစ်သောဘလိုင်းမူကင်သောအမတ္တရာကိုသာအလေးထားသောဆရာကြီးကအောက်ပါအတိုင်းဖြစ်ကြခဲ့သည် ဗုဒ္ဓဘာသာတိုင်းမှာလာနေတဲ့အတွက်ဗုဒ္ဓဘာသာအကြောင်းသင်ရတာအလွန်သဘာဝကျပါတယ်။ယေရှုတင်မှုတော့ကောင်းပါသေးတယ်။ပြည်ထရှာအနာပိုင်းတွေကဟိုတော့ကြောင့် Oxford တက္ကသိုလ်တွင်သွားရောက်ပညာသင်ကြားစဉ်လူအများမအောင်မြင်နိုင်ဟုထင်သောအလွန်ခက်ခဲနဲ့လူလာသော ဝိတုဓမ္မကနှင့်အထတာလီနိကျမ်းနှံဆောင်ကိုပါဠိဘာသာမှအင်္ဂလိပ်ဘာသာသို့ပြန်ဆိုနိုင်ခဲ့သည်ထို့သောကျမ်းများကိုဘာသာပြန်ဆိုရာတွင်အလွန်ထူးချွန်သောကြောင့်နိုင်ငံခြားသားများကဥပိ္ပမောက်တင် အာသူတော်စင်ပါဏိတေဝီဟုရှင်မခေါ်ဝတီအပြင်ယိုရီယာဘရင်ကလည်းဆုရွှေတင်ကပေါင်းတထောင်ချီးမြှင့်ခဲ့သည်ဂျာမန်လူမျိုးတို့ဦးသည်ဆရာဘာသာပြန်ထားသော ျမ်းကို ကိုးကားယူ၍ဂျမန်ဘာသာသို့ပြန်ဆိုနိုင်ခဲ့သည်ဥပ္ပေမောင်တင်သည်မြန်မာတို့၏ရွေးရာအဆင့်ဆက်များကိုအနောက်တိုင်းရဲ့ခေတ်ဆံမှုနှင့်ပေါက်ဆက်ညှိနှိုင်းရန်၎င်းတွင်ရှိသောအကြီးချင်းများကိုအသုံးပြုရန်ကြိုးပမ်းခဲ့ပါသည် ကိုလိုနီခေတ်ကထင်ရှားသောပညာရှင်တဦးအနေဖြင့်တိုင်းပြည်၏စာပေအရာတွင်၎င်း၏လွှမ်းမိုးတက်ရောက်နိုင်မှုကိုအသုံးချ၍ရည်ကြည်မှုဝိသေသနများဆုံရှုံခြင်းမရှိဘဲမြန်မာစုတီကိုကာဗာနှင့်ဆက်ဆံဆက်သွယ်ရန်ကြိုးပမ်းခဲ့ပါသည်။ထို့သောပြုမှုအထောက်ခြင်းကိုလွတ်လပ်ရည်ရွယ်တွဲကြိုးပမ်းခဲ့သောလူငယ်တော်လှန်ရေးသမားများကသာဒစိတ်တပိုင်းအနေဖြင့်လက်ခံကြိုးဆူကြပါသည်။ က်ခင်လှုပ်ရှားမှုအတွေ့ငကားနီစာပြီးအသိန်းကိုတည်ထောင်သိမှာလဲနိုင်ငံရေးတော်လှန်လှုပ်ရှားမှုတစ်ခုကိုရည်ကြီးမှုနီလန်ကထောက်ပံ့ခြင်းတစ်ခုဖြစ်ပါတယ်။ထိုခေတ်အခါကစာပေနှင့်နိုင်ငံရေးမျိုးချစ်စိတ်များကိုနိုင်ရှင်ပါကဥပဒေမောင်းတင်ထောက်ခံအပိသောရည်ကြီးမှုပြုပြင်ပြောင်းလဲမှုကို အလွှားဆုံးတုတ်ကြံပြန့်သည်ဟုဆိုနိုင်ပါတယ်။ နိုင်ငံတွင်ပြဋ္ဌာန်းသောကြားသုံးဆောင်အုပ်များသမဂ္ဂခရစ်ယာန်ဘာသာတရားဟောဆရာတို့၏ရုပ်ဆိုသောစာများတွင်လည်းရောနှောထားသောယကြီးမှုသဘောများပါဝင်စေရန်အပိခဲ့ပါသည်။ဤစိတ်သည်မြန်မာစာပြီးယကြီးမှုကိုချစ်မြတ်နှုတ်ဆက်မှပေါက်ပွားလာ၍ပညာနှင့်ပတ်သက်လာ၍စူးစမ်းတတ်သောဥရောပတက်လီအမြင်ယူဆမှုများက ကြားခံပေးထားပါသည်။ ထိုခေတ်ကအခြားသောထူးချွန်သူများကဲ့သို့နိုင်ငံ၏လူမှုအဖွဲ့အစည်းရဲ့တွင်လူအချက်များကိုပညာရေးဖြင့်ဖြည့်စွက်ပေါက်ကူပေးရန်ကြိုးပမ်းခဲ့တဲ့ကဲ့သို့ပြည်ပြပြောင်းလဲရေးအတွက်လည်းအကြံပြုမှုများဖြစ်လေဖြစ်စီရန်ကြိုးပမ်းခဲ့ပါသည်။ဤကဏ္ဍတွင်အခြားသူများကဲ့သို့ပင်ကျေပြန့်သောအမြင်မှုမရရှိခဲ့ပါသို့သောစာပေအရာကိုအဆင့်တစ်ခုအထိရောက်ရှိရန်ကြိုးပမ်းအောက်ထုတ်ခဲ့ပါသည်။အလားကြီး ဘာသာရေးနဲ့ပတ်သက်ယူလေကန်ရှင်သောခရိယဘာသာဝင်ဖြစ်တော်လဲဗုဒ္ဓဘာသာကိုကြီးမားထက်သန်စွာလေးစားခဲ့ပါတယ်ထို့သူလေးစားရုံဖြင့်ရက်တက်မနေပဲဗုဒ္ဓဘာသာနဲ့ပတ်သက်သောပညာရဲ့ဆိုင်ရာစာတမ်းများခက်ခဲသည့်ကျမ်းစာများကိုဘာသာပြန်ဆိုရေးသားခဲ့ပါတယ်သက်စီမှာအလွန်တရာခက်ခဲသောဝိသုဒ္ဓိမေချမ်းကြီးကိုအင်္ဂလိပ်ဘာသာသို့အပိုင်း၃ပိုင်းဖြင့်ပြန်ဆိုခဲ့ပါတယ်ဤလက်ရာနှင့်ပတ်သက်၍ CEO Rich David ကနောက်ဆုံးပိုင်းတွင်ယခုကဲ့သို့ရေးသားခဲ့ပါသည် ပြည်စုပဲအနာဂတ်စဖတ်သူအင်တန်တို့အားပါဏိစာပေအသင် ကိုစားယခုလို ဖော်ပြကြမှာ ဘာသာပြန်သူသည်စိတ်ရှိမှုရှိပါ၏အမြဲတသမတ်ဖြင့်အနိုင်မခံလိုသောဇနဘယ်ရှိဖြင့် PC အောင်ရေးသားခဲ့ပါ၏ဤသည်ကို အလွန်တရာအတိမတ်ပြုပါ၏ဤစာအုပ်သည်အလွန်ပင်ပန်းခက်ခဲသောအားထုတ်မှုကြီးပြီးနောက်ယခုဆိုလျင်စင်မြန်းနိုင်သည့်အစဉ်တစားဖြစ်လာခဲ့လေပါ၏ဤသို့ဖြစ်လာခဲ့ရင် ကျမတို့ဘိုးရခင်ကရှာဖွေခဲ့တော်လဲတဦးတယောက်မတွေ့ခဲ့ပါ ။ဤစရာသည်ယခုထိမတွေ့နိုင်သေးသော အမှန်စင်စစ်အရေးချင်းပြည့်စုံကျွမ်းကျင်သူတဦးပင်ဖြစ်ပါရဲ့။နောက်ဆုံးမှာတော့ကျမတို့ဤစရာကို တွေ့ရလေပြီးဖြစ်၍သူ့ရဲ့စံအင် အချိန်အရေးချင်းများကိုအမျက်လဲထုတ်အတိုးချနိုင်ခဲ့ပြီးဖြစ်ပါရဲ့။အကြောင်းမှာယခုဆိုလည်း ဤလက်ရာသည်အစင်းမြင့်မြင့်ပညာဆန်ဆန်ဖြင့်ဘာသာရေးစာပေကြီးတစ်ခုဖြစ်လာခဲ့ပြီ ကျမတို့ထိုစာပေလက်ရာအပေါ်ကြက်စားကြပါမည်ခက်ခဲမှုများစွာပါရှိသောဤလက်ရာကိုလေ့လာကြပါမည် ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီးကျမ်းကျင်သောကြောင့်အများစုကဆီယာသည်လူရယဟန်တပါဖြစ်နိုင်သည်ဟုထင်မြင်ကြ၍ခရိယန်ဘာသာတူအဖြစ်သိသူနေပါ၏မြန်မာခရိယန်အသင်းတော်ခရိယန်စာပေအဖွဲ့ဤခေါင်းဆောင်တူလည်းဖြစ်ပါ၏တခါကကျောင်းသားတူကဆီယာသည်ဗုဒ္ဓဘာသာနှင့်လွန်စာရင်းနှီးသောကြောင့် ဘာသာပြောင်းရန်တောင်းဆိုမိမြန်ရာ ဥပိတေမောင်က သူသည်ခရိယာဘာသာဝင်တဦးဖြစ်ခဲ့သည်မှာလွန်စွာကြာမြင့်ခဲ့ပြီးဖြစ်၍ထိုအသက်ရွယ်ရောက်မှဇနီးဟောင်းကိုစွတ်ခွာ၍ဇနီးသည်မရှာချင်တော့ပါဟုဖြေကြားခဲ့ပါသည်စာပေလက်ရာများပညာရေးမြန်မာစာဖတ်စာများ1928 1939သူငယ်တန်းပစ္စမတန်းမူလာတန်း မြန်မာကြည်စာတုံတွဲပညာမင်းကြီးဦးချိုနေအတုအခြေပြုပါဏိတတာအထက်တန်းမြန်မာစကားပြေကောင်းနှုတ်ချက်များပတွဲအထက်တန်းမြန်မာကပြကောင်းနှုတ်ချက်များမြန်မာဝကျဖွဲ့ထုံးချက် Apari Reader ပါဏိဖတ်စာအင်္ဂလိပ်ဘာသာဖြင့် The Students Pari English Dictionary ကျောင်းသားဂိုင်းပါဏိအင်္ဂလိပ်အပိဒံ အင်္ဂလိပ်ဘာသာဖြင့်ကျောင်းတိုးမြန်မာတဒါအလေတန်းမြန်မာတဒါတမ်းမြင့်တဒါနှင့်အတုံးအနှုံပညာရက်ထိုင်းဘရင်မြန်မာကျောက်စာများငါတွေပေါမောခလူစနေအတူမြန်မာစာပေတမိုင်းဇဗျူဒီပဦးဆောင်ချန်ဒေါက်တာ JS ဖာနီမန်နှင့်အတူမြန်မာဝတ္ထုတမိုင်းအစနှင့် သူတေသနစာတမ်းများမြန်မာတဒါပေဒ ဖတ်စာတတ္တာပိဒပေါမောခမက်ဆစ် EM Training အတူမြစီတီကြောက်စာမြမပြန်တီဖြက်ရွှေစည်းခုံမွန်ကြောက်စာမြမပြန်တီဖြက်ကျစစ်တာမင်းတရားကြီးဤခိုးတော်မွန်ကြောက်စာမြမပြန်တီဖြက်ဘာသာရေးဘုဒ္ဓဘာသာနှင့်ခရိယန်ဘာသာဆိုင်ရာ ပြဿနာအချို့ဘုဒ္ဓဘာသာနှင့်ခရိယန်ဘာသာနိုင်ရှင်လေးလာချက် ဘာသာလောကကျန်ဗီဂျီရှားဘန်ဤဓမ္မဟောင်းဖန်နီအင်္ဂလိပ်ဘာသာဖြစ် The Expert Stroke အထာသာရီနီအင်္ဂလိပ်ဘာသာဖြစ် The Pair of Juni ဝိတုဒ္ဒဒီမင်ကအင်္ဂလိပ်ဘာသာဖြစ် prayer and meditation အင်္ဂလိပ်ဘာသာဖြစ်ဘုရားဘာသာစုတောင်းပုံနှင့်ဘဝနာပွားပုံအင်္ဂလိပ်ဘာသာဖြစ် ထေရဝါဒဗုဒ္ဓဘာသာစာတန်းဓမ္မစကပဝတနာတုတ်အင်္ဂလိပ်ဘာသာဖြင့်အနတ္တလက္ခဏာတုတ်အင်္ဂလိပ်ဘာသာဖြင့်ရွှေဒီကိုဇန်တော်ရှင်ဖယားရှိကိုထမနစနကာထာအင်္ဂလိပ်ဘာသာဖြင့်ရွှေကျင်ဆရာတော်ဤဝိစိတဝန္ဒနာဖယားရှိကိုဂါထာ85ဂါထာအနက်55ပုတ်အင်္ဂလိပ်ဘာသာဖြင့်အခြား ဒေဝကုပမံပြာဆက်ပကံဝန်ထောက်ဥတည်နေအတူခစ်ဆန်းပုံပြင်းများရှင်မဟာတိလဝန်တဤရာဇဝင်ကျော်ဥချင်ဥဤပဒေတာတချင်းရွှေတောင်နဒာမိတ်ဤဇလင်းမင်းမောင် ပေါ့ချောင်ဤချင်း အခုလိုမျိုးအဆုံးထိကြီးစုပေးကြရဲ့တီချာရိုးနဲ့အတူတဦးတယောက်ချင်းစီကို အဖွဲ့ဝင်တငယ်ချင်းများကိုစားတမီ TS3G7 030မှာကျေးဇူးအထူးပဲတရှိပါရဲ့ရှင်အမားတဆုံတရားများပါခဲ့ရင်လည်းခွင့်ပေါ်ပေးကြပါလို့ပြောရင်းနဲ့တမီတို့ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေရှင်အားလုံးပဲအချမ်းသာရလှပါရဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ be like, bye, shit.